ာကိုလိုချင်တယ်လို့မင်းသူ့ပြန်လိုချင်ပါလေခံစားချက်မရှိတော့ဘူးလို့လည်းဘယ်သူကပြောလို့လဲမပါပါရန်ကောင်းနေရကြတဲ့ဒိုင်ဖုန်းလုတ်ပြီးရနောက်ပိုင်းမှာအမတယောက်ထဲနေတာအရန်ကြာလာအဲ့အိမ်အောင်ဆိုတဲ့တာဝင်နေအမမထမ်းစင်တော့အမဘဝမှာအမဒုတိယအိမ်တောင်ရှိရဘူးလို့ကိုကိုကိုတတ်လိုက်ကြချာသူတို့ကပြန်စားမဖို့နဲ့မေးလိုက်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတော်တော်တောင်ကြာနေပြီအဲ့ဒါကြီးက10နှစ်လောက်တောင်ရှိတော့ပြီလားမသိဘူးသိလား မာဆိုချားလာပြီဟောအဲ့တော့ဟိုကောမန့်တွေလည်းအဲ့ကြီးလိုက်တယ်နော်တရက်ပဲရှိတယ်ဟဲ့ကောမန့်တွေဘလို့ဖြစ်လို့တရက်ပဲရှိတယ်ဒီအကြီးကအရမ်းကြာနေပြီလေလို့တလားအဲ့လိုမျိုးပေါ့နော်ဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မင်းသူ့ပြန်လိုချင်ပါလေအလားချက်ကတော့မရှိတော့ပါဘူးတက်ကြည့်ပါဦးမောင်အဲ့တော့ကြတော့လေဟို ဒါပေမဲ့ခုနလိုပေါ့အမားတို့ကဘာနဲ့ဘာပဲလုပ်လို့စိတ်ကစိတ်ခံစားချက်နဲ့လောက်ရတယ်ဆိုတော့လေအမကိုစီမှာရှိတဲ့အကြောင်းအရာတွေကလည်းတစ်ခါတလေကြရင်မင်းနဲ့ဇာတ်လေးရှိတယ်အမားတို့ကဒီလိုအမြဲတမ်းပျော်နေတဲ့သူမှမဟုတ်တာလူတွေကတော့မြင်ကြတာပေါ့အမြဲတမ်းပျော်နေတယ်လို့ဒါပေမဲ့အမားတို့လည်းလူတွေကအားလုံးနဲ့လူတစ်ယောက်ပဲလေအမတို့မှမပြေလဲတာတွေရှိတယ်ပြေလဲတာတွေရှိတယ်ဝမ်းနေစရာတွေရှိတယ်ပေါကတွေရှိတယ်အများကြီးရှိတာပေါ့နော်ခိုင်ကြတယ်လေအဲ့ဒီဟာတွေအကုန်လုံးဖုံးပြီးအဲရမ်းပျော်တဲ့လူတစ်ယောက်ဖြစ်လဲ သူများတွေအဲ့လိုမြင်အောင်လို့နေပြတာပေါ့နော်အဲ့တော့တကယ်တကယ်အဲ့ဒါတစ်ခါတလင်ပြရင်ပြောလာတဲ့အခါကျရင်စိတ်ကခံစားချက်တွေပါလာရင်အဲ့လိုမျက်ရည်အရလိုလိုကျလာတာပဲအဲ့ဒါကြောင့်နောက်ပိုင်းကျတော့အာလူများလည်းထင်တာပေါ့နော်အာအပူတွေပါဒါတွေကတည့်ရမလားလုတ်ပြနေတာပါလားအဲ့ကြောင့်အဲ့လိုမျိုးတိတ်ပြောလာကြတော့ကွာအဲ့ခစားချက်ကိုထုတ်မပြတော့ပျော်အောင်ပဲနေတယ်ပျော်ပဲနေပြန်တော့လေသိရမလားမလွတ်ပြန်ဘူးသူနဲ့ရုပ်ရှင်နဲ့ဘယ်ဟာယူမလဲအမသူ့မျက်နှာကိုဆေးဆေးကြည့်ပြီးပြောခဲ့တယ် ရုပ်ရှင်ကိုယူတယ်။ဒါအပြင်မှာလူတိုင်းလည်းဖြစ်တတ်ကြတာပဲလေ။အမတယောက်တည်းမှာမဟုတ်ပါဘူးเนาะ။အဲ့တော့ဖြစ်တတ်တဲ့ကိစ္စကအမတယောက်တည်းဖြစ်တဲ့ဟာမဟုတ်တဲ့အတွက်အမကပြောပြတာပေါ့နော်။အဲ့တော့တူတဲ့သူကလည်းတူတယ်၊လက်ခံတဲ့သူကလည်းလက်ခံတယ်၊လက်မခံတဲ့သူကလည်းလက်မခံဘူးပေါ့နော်။ဒါပါပဲ။မသိတော့ဘူးအဲ့ဒီအချက်ဦးလေးမင်းသမီးလောက်တာမကြိုက်တာကလွယ်လို့ မဘောကရမ်းကောင်းနေရဲ့အချတက်တိတ်ကတော့တိတ်မှာပဲလေတိတ်တိတ်ကိုတိတ်မှာဒါပလိတ်ကိုဂိမ်းပါတာလက်စောင့်နေတယ်ရောဖြစ်နေတာမဟုတ်တဲ့လေဖြစ်ပါဦးတော့ပါပြီချစ်ကတော့ပါပြီဆိုတော့နာခင်များကမင်းနိုင်သွားတာလားဒါမှမဟုတ်မိုးနိုင်သွားတာလားမင်းဖြစ်ထားတာကောင်းဆိုတယ်ဒီခန်းစားချက်မရှိတော့တဲ့အချိန်ပြက်ကြည့်လိုက်တော့ဘယ်လိုနေလဲဒီဖြစ်ခဲ့တဲ့ဟာလေးက 음ခံစားချက်မရှိတော့ဘူးလို့လည်းဘယ်သူကပြောလို့လဲမေ့လိုက်တော့လားလို့ပြောရတယ်မေ့နေတာမဟုတ်မေ့မေ့ထားလိုက်မေ့ထားလိုက်အစိတ်ကတော့တနေရာထဲမှာရှိနေမှာပေါ့အော်ဒီလိုပဲလေအိမ်မှာပစ္စည်းသိမ့်တယ်လို့ပေါ့သူအကန့်သူ့ထုတ်ကလေးနဲ့သူကသူထားလာလိုက်တာအနာရေရောကြည့်ကျင်တဲ့အချိန်ကျမှတထုပ်ထုပ်ဖွင့်ကြည့်လိုက်ဟုတ်လားနော်ဒီကမ်းမှာလွမ်းနာဆိုတဲ့အချိန်ကရှိရလေဟုတ်ကဲ့ဒီလိုအချိန်ကြီးရှိခဲ့ရှိတယ်အခုချိန်ကြီးရှိတယ်ဟမ်ဘယ်လိုလေးစောက်ခဲ့လဲ ဖိနေမေဘောနော်အဲ့ဒါတော့အရန်လွမ်းတယ်ဘယ်လိုကြော်ဖြတ်လဲဆိုတော့တစ်ခါတလေတော့အဲ့လိုကိုကအမအိတ်မပြောတဲ့အချင်းရှိတော့ခါကြရင်စိတ်ထဲမှာဟိုတယောက်တည်းဆိုတဲ့အထွေမျိုးရှိရင်အာပြန်ပြီးတော့စိတ်ကိုကိုကကိုပြန်စူးစီးပြီးတော့အိမ်မှာငါဖိနေမေရှိတယ်ငါတယောက်တည်းမဟုတ်ဘူးဆိုရဲအတွေးပေါ့နော်အဲအဲ့ဒီဟာမျိုးတွေကျော်ဖြတ်ပါတယ်ဒီနေ့ဒီအချိန်မှာဘာလို့လိုချင်လဲလို့မေးရင် မရှိတော့တဲ့မိဘနေရာပေါ့နော်နံပါတ်1ပြီးတော့သူ့ကိုပြန်လို့ချက်ပါလေကိုသက်ရွယ်ရဆိုတော့အချစ်တွေကြောင့်အချစ်ကြောင့်မပြောတော့ကောင်းပါလေနော်လူဆိုတာကတော့တက်ကြည့်တဲ့အထိကတော့အချစ်ကရှိတာပဲလေသမီးစားမဟုတ်လည်းမောင်နှမအချင်းချင်းချစ်လို့ရတာငွေချင်းချစ်ချင်းလည်းချစ်လို့ရတာပဲအဲတခြားသူကိုလည်းအဲဒီဇိုင်းကိုလည်းဘာပဲပြောပြောကိုယ့်ပုံမှာဒီဇိုင်းညီအရန်ကောင်းနေတယ်ဆိုလည်းဒီဇိုင်းကိုချစ်လို့ရတာပဲပေါ့နော်ဒါချစ်တယ်ဆိုတာက1500တည်းမဟုတ်ပါဘူး998မှာလည်းချစ်ဆိုတာရှိတာမဟုတ်ပါဘူး1500တော့ ရှာတော့မရှာတော့ပါတကယ်ကိုမရှာပေမဲ့ရောက်လာခဲ့ရနော် No 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 မခံဘူးဟာအာအမဘဝမှာအမဒုတိယအိမ်တော်မရှိရဘူးလို့ကိုကိုကိုတတ်လိုက်တာချာပါတယ်။စီဦးချက်နေပြီးတော့တတိယနေ့ပါရောကြာတယ်။ No no မကြားမရောင်းနေရလား။မမစုံလဲမစုံလဲမကြားလဲမကြားချင်တော့မေးလဲမမေးတော့ငါကိုတည်းကလည်းမမေးပါဘူးဘယ်ဟာမှလေ။ရပါလား။ ဒါပေမဲ့အဲ့အင်တာဗျူးတော့လည်းဒီလိုပဲမေးတဲ့သူကမေးတော့ပြောထွက်သွားရင်လည်းအဲ့လိုဖြစ်သွားတာလားမကဘယ်လိုဖော်မလဲအိမ်အောင်မကြခင်နေရပေါ့နော်မအဲ့လိုဟိုဘေးရင်းစရာတွေကအများကြီးဟောတယ်မအိမ်အောင်20တို့30တို့ပေါ့နော်အဲ့လိုတွေရန်ဟောတော့မအဲ့လောက်ကြောက်လို့ဟိုငငယ်ရွယ်ရွယ်နဲ့အိမ်အောင်မပြုတ်ခဲ့ဘူးပေါ့နော်အမအိမ်အောင်ပြုတ်ခဲ့တဲ့အချိန်မှာစဉ်းစားတတ်တဲ့အရွယ်ရောက်တဲ့အဲကိုလည်း အသက်ရွယ်တစ်ခုရောက်ပြီဆိုတော့35နှစ်လောက်မှအမအိမ်အောင်ပြုခဲ့တာပေါ့နော်ဒါပေမဲ့လည်းကံအကြောင်းမလားလို့ရေစက်မပါလို့လမ်းခွဲလိုက်ကြတယ်ဆိုတော့နောက်ထပ်အိမ်တောင်ပေါ့နော်အမမပြုချင်တော့မပြုချင်တော့ဘူးဆိုတာလည်းအမကိုယ်တိုင်ကလည်းအဲ့လိုအိမ်တောင်ပြုဖို့စိတ်မရှိတော့ဘူးဘာဖြစ်လို့လဲဆိုတော့တိုင်ဖုန်းလုတ်ပြီးတဲ့နောက်ပိုင်းမှာအမတယောက်ထဲနေတာအရန်ကြာလာကြာလာတဲ့အချိန်မှာအမအိမ်အိမ်တောင်ဆိုတဲ့ တာဝန်တွေအမှမထမ်းချင်တော့ဟိုမှာထမင်းခူးကျွေးတာတွေအဲမနေ့ကော်ဖီပျော်ပေးတာတွေဟိုကလှုပ်ပေးအောင်ဒီကလှုပ်ပေးအောင်ဆိုတဲ့ကိစ္စမျိုးတွေပေါ့နော်အိမ်မှုကိစ္စဒါကတော့လှုပ်ချင်တဲ့သူတွေကတော့လှုပ်မှာပဲလေနော်အမတစ်ယောက်တည်းပြောတာနော်အမအဲ့ဒါကြီးမလှုပ်ချင်တော့မလှုပ်ချင်တော့တဲ့အတွက်ပင်မန်းနယ်လိုခံစားရတယ်အမတစ်ယောက်တည်းဆိုရင်အမ10နိုင်မှထားရင်လည်းထားမယ်အဲညောင်နောက်ကျမှလည်းအိမ်အိမ်မယ်ပေါ့နော်အဲ ိမ်တော်တခုရှိတယ်ဆိုရင်တော့အမအဲ့ဒါမျိုးတွေလုပ်လို့မရတော့ပေါ့တာဝန်တွေဝတရားတွေရှိလာတယ်အဲ့တော့အမတယောက်ထည့်နေရတဲ့ဘဝကိုရန်သဘောကျတဲ့အတွက်နောက်အိမ်တော်ထပ်မပြေတော့ဘူးဒါပြိတ္တတွေလည်းဒါအေးကြကြလေးနားလေဟောနားလေပဲသူကမမေ့သေးဘူးဟောအဲဒါဟောဘယ်ကမမေ့တာလဲဘယ်သူတွေကမမေ့တာမေ့လိုက်တော့မေ့လိုက်တော့သူတို့ကပြန်ဆမဖို့နဲ့မေ့လိုက်တော့လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတော်တော်တောင်ကြာနေပြီအဲ့ဒါကြီးက10နှစ်လောက်တောင်ရှိတော့ပြီလားမသိဘူးသိလားအော် မေးလိုက်တော့အမလည်းမေးလိုက်ပြီဘာဖြစ်လဲသူလိုက်ပြီးဝမ်းနဲ့နေကြတယ်ပရိသတ်တွေရောဘယ်ရတယ်ဘာဖြစ်လဲအာဝမ်းနဲ့နေအဲ့ဒါအဟောင်းကြီးပါကျေးဇူးပါကျေးဇူးပါ